မင်္ဂလာပါကြည့်ရှုသူများကျမကဒေါက်တာရေဝတီယမ်အဆောမီဖြစ်ပြီးအပေါ်လစေယုံ second rep မှာတောင်းဝင်ထမ်းဆောင်နေပါတယ်ကျွန်တော်တို့အားလုံးမှာကိုရိုင်းတငယ်ချင်းတွေဆွေမျိုးတွေမှာ fine bright ပြုမှုကြပါတယ် fine bright ဆိုတာဘာလဲ fine bright ဆိုတာအများအားဖြင့်တတ်အိမ်နေရန်သူမဟုတ်တအိမ်ချွတ်သားတွေကနေထွက်လာတဲ့အပြစ်မဲ့သောအဆုတ်တစ်ခုပါပဲ fine bright အားလုံးကအနေရရှိသလားမဟုတ်ပါဘူးဒါရီအားလုံးကနာလန်ထူမှုရှိသလားမဟုတ်ပါဘူး Fibrite အများစုကနှစ်ပေါင်းများစွာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ရိုရှင်းစွာတည်ရှိနေတတ်ပါတယ်။ Fibrite တွေကအရွယ်စားမျိုးမျိုးတည်နေရာမျိုးမျိုးပုံသဏ္ဍာန်မျိုးမျိုးနဲ့တွေ့ရပါတယ်။ဒါအိမ်တွင်ပိုင်းမှာရှိတဲ့ Fibrite တွေကသွေးထွက်မှုများစွာဖြစ်စေနိုင်တယ်၊မပြိုးနိုင်မှုဖြစ်စေနိုင်တယ်၊ကိုယ်ဝင်ဖျက်ဆီးမှုထက်တလဲလဲဖြစ်စေနိုင်ပါတယ်။ဒါတွေကို hysteroscopy နည်းနဲ့ဖယ်ရှားနိုင်ပါတယ်။ တားအိမ်နေရနဲ့မှာရှိတဲ့ fine bright တို့ကတော့အရွယ်စားကြီးလာနိုင်တယ်လို့တွေးထမှုပြဿနာတွေကိုလည်းဖြစ်စေနိုင်ပါတယ်ဒါမေးသားအနီးအနားမှာရှိတဲ့အဖွဲစည်းတွေကိုဖြစ်စည်းနိုင်ပြီးဖြစ်စည်းမှုဆိုင်ရာလက္ခဏာတွေဖြစ်စေနိုင်ပါတယ်ဒီလိုအခါမှာပဲဖေရှားဖို့စဉ်းစားကြပါတယ်ဒါတွေကို laparoscopy နီးနဲ့လွယ်လွယ်ကူကူဖေရှားနိုင်ပါတယ်တချို့မှာတော့ laparoscopy ခွဲစိတ်မှုအတွက်အဆင့်ညင်ကျွမ်းကျင်မှုလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ fibroid ကိုတာအိမ်ကနေဖယ်ရှားပြီးရဲ့နောက်တာအိမ်ကိုပြန်ချုပ်ရမှာမို့နောက်တစ်လက်မှာကလင်းငွေဖွားနိုင်စွမ်းကိုကောင်းစွာထိန်းသိမ်းနိုင်ဖို့အတွက်ပါပဲတခါတလေ fibroid ကအရင်ကြီးလာရင်ပိုက်လွှာတွေကိုဖျက်ဖွင့်ပြီး fibroid ကိုဖယ်ရှားရပါတယ် fibroid ကိုဖယ်ရှားခြင်းကလူငယ်ရွယ်စားအုပ်စုမှာတိုက်အိမ်ကိုဖယ်ရှားခြင်းထက်အလွန်ကောင်းတဲ့အစာထိုးနည်းလမ်းတစ်ခုပါ။ဒါကြောင့်သင်မှာ fibroid ရှိတယ်ဆိုရင်မကြောက်ပါနဲ့။ သေးစား fine bright တွေကဘာမှဖြစ်စရာမလိုပါဘူးအများစုကတိတ်တိတ်လေးနဲ့ရှိနေပြီးမိမတယောက်ကိုဘာမှအနောက်ရှက်မဖြစ်စေပါဘူးဒါကြောင့် fine bright တိုင်းကိုကုသဖို့မလိုအပ်ပါဘူး fine bright တိုင်းကိုခွဲစိတ်ဖယ်ရှားဖို့မလိုအပ်ပါဘူး fine bright အထူးအတွက်စေဝါနီလန်းတွေရှိပါတယ် fine bright အတွက်သူတည်တနာအောက်မှာရှိနေသေးတဲ့အခြားအစာထိုးနီလန်းချို့လည်းရှိပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာအကောင်းဆုံးနီလန်းက Fine Bright ကိုခွဲစိတ်ဖယ်ရှားခြင်းပါပဲ။ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ကြီး။